တရားတယ်မတရားဘူးဆိုတာကကိုယ့်ရဲ့အတွေးအာပိုင်ရှင်ကတော့သူနဲ့အဆင်ပြေအောင်သူလုပ်ရမှာပဲနိုင်ငံချင်းအပေးအယူတစ်ခုခုရှိတာဖြစ်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါပေမဲ့တချို့လူမျိုးကကြတော့ပေးအိတ်တယ်လို့ထင်ကြတယ်အဓိကအိတ်တယ်မအိတ်ဘူးကနိုင်ငံเจ้าမှာအိတ်တယ်မအိတ်ဘူးကိစ္စအဓိကမဟုတ်အဓိကနိုင်ငံအချင်းချင်းကဘယ်လိုခေါ်မလဲစီးပွားရေးအရာဘယ်လိုမျိုး ပေါင်းကူးလို့ရမလဲဆိုတာကိုအဓိကထားပြီးအလုပ်လုပ်ကြအဲ့မှာလာကြည့်ရတဲ့တထေးတွေကလည်းမယ်တွေနဲ့အိတ်ဖို့မဟုတ်ဘူးသူတို့ဒီဒီကိုလာရင်းနဲ့မှဒီဝိုင်းမှတူတူထိုင်ရင်းနဲ့စီးဝိုင်းတမအချင်းချင်းဖလဲကြတာအဲ့ဒီမှာမှကိုမြန်မာဆိုတာကနာမည်ကောင်းလို့ရှိရင်ငါတို့မြန်မာနဲ့အလုပ်လုပ်ချင်တယ်ဆိုတာကထွက်လာမှာပေါ့နော်အဲ့ခါကျတော့ဒီမြန်မာသည်စုရတာမရတာသည်ကိုနဲ့မဆိုင်ဘူးဒါကပိုင်ရှင်နဲ့ပဲဆိုင်တယ်ပိုင်ရှင်သည်ဒါသူသည်သူအဆင်ပြေရအောင်သူလုပ်လိမ့်မယ် ဲ့တော့ကိုယ့်ဘက်ကစိုးရသည်ဖြစ်စေမရသည်ဖြစ်စေဝေါ်ပေါ်မှာတက်မြေးဖို့အရေးကြီးတယ်ပြီးွားလို့ရှိရင်ပွဲပြီးွားလို့ရှိရင်လည်းဒီပွဲရှင်ကြောင့်ကိုဟာအောင်မြင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားကရေးကိုရေးရမယ်နမို့ဆိုရင်ကိုကိုတိလာမှာမဟုတ်ဘူးပြီးတော့ကိုကိုရွေးချယ်ခဲ့တာဒီ National Director သူမရွေးချယ်ခင်ကိုဟာ Mrs. မြန်မာမဖြစ်လာဘူးဒါကြောင့် National Director ကိုကျေးဇူးတင်ပေးပါတကယ်လို့လမ်းခွဲရောမယ်အလုပ်တူတူမလုပ်တော့ဘူးဆိုလို့ရှိရင်ကိုကြောင့်သူတို့ကုန်ခဲ့ရတဲ့ ငွေကြီးတွေအားလုံးတစ်ခုခုပေါ့နော်ဟိုပြန်ပြီးတော့ပေးဆက်ပြီးတော့မှလွတ်လပ်စွာနဲ့ခင်မင်စွာနဲ့လမ်းခွဲပေးပါအဲဒါမျိုးလေးပေါ့နော်လှမ်းလို့မယ်ယူသင်လေးရှိရဲ့ရှင့်မတော့ flying colors နဲ့အောင်တဲ့သဘောပေါ့နော်ဆဆချင်းသူလှမ်းလို့မတင်ခင်မတင်ခင်တော့ကသူဖြေတဲ့ interview တွေလှမ်းလို့သေးလာတယ်သေးလာပြီးရဲ့အချိန်မှာအားနေချက်လေးတွေကိုလှမ်းလို့ပြန်ကြည့်တယ် ပြီးခဲ့ခါကျတော့လှမ်းလို့အဲသူ့ကိုထပ်ပြီးတော့ပေါ့နော်သူ့ကိုလှမ်းလို့တင်နေဆိုတာထက်သူ့ရဲ့တကယ်စိတ်ထဲမှာရှိတဲ့ဟာကိုမကြောက်မရွံ့နဲ့ပြောရဲအောင်လှမ်းကနေ illicit လုပ်တယ်ပေါ့နော်အဲလှမ်းအတွက်ကဒါမျိုးလေးတွေကို confidence building အပိုင်းအကြာလှမ်းရဆရာမမဟုတ်လို့လားမသိဘူးဒီဘိုင်းလေးကျတော့နည်းနည်းကိုနည်းနည်းကျွမ်းကျင်တယ်ပေါ့နော်ဟိုဟိုလိုမျိုး feed လုပ်ဖို့ကျတော့ information တွေဓာဖြည့်ဓာဖြည့်ဆို feed လုပ်ဖို့ကျလှမ်းရအဲ့ဒီအပိုင်းကမကြွမ်းကျင်ဘူးသူ့ရဲ့စိတ်ထဲမှာရှိတဲ့အစိတ်အမှန်ပေါ်တော့ဘွာရလာနေရတယ်အခုဒါသူအောင်မြင်သွားရယ်ပေါ့နော်သူကောင်းကောင်းသူ မကြောက်မရွံ့နဲ့သူ့ရင်ထဲမှာရှိရအောင်သူဖြေနိုင်တယ်။သူပြောရင်ပြောရင်းနဲ့တောင်မှ emotional ဖြစ်ပြီးတော့ငြိမ်ရပါဝဲလာတဲ့အထီကိုပေါ့နော်။ဆိုရလားအရန်ကိုသဘောကျတယ်။အေးကိုသိပိထားတဲ့ကလေးတယောက်ကပေါ့နော်။တတ္တိရှိစာနဲ့ခုဖြေရလာတယ်ဆိုတဲ့အချိန်မှာခြေရင်းနဲ့တာ။ဟုတ် အဲဒါမဲ့ catwalk အပိုင်းကကြတော့လမ်းလို့ basic ပဲသင်ပေးနိုင်တယ်အဲလမ်းလို့ဆရာကျော်လင်းတို့ရှိမှာအဲကိုသွားပြီးတက်ထားတယ်အဲ့ဒီပုံစံလေးအတိုင်းပဲလမ်းလို့သင်တယ်သင်တဲ့အချိန်မှာလမ်းကသူ့အမြင်ပြောတယ်ဒါဆရာကျော်လင်းရှိမှာသင်တဲ့နီးနော်အဲအဲ့လိုအမြင်နဲ့ပြောလေးရှိရဟာအဲအဲ့ဒီအပိုင်းလေးကသူရတယ်ပေါ့နော်ဒါမဲ့ဟိုလိုရှစ်လစ်ရှစ်လစ်တော့သူမလုပ်တတ်သေးဘူးပေါ့နော်အဲ့ဒါတော့အချိန်များလိုတာပေါ့အဲ့လိုလှည့်ဖို့လေဟုတ်အာဆဆာချင်းမှာဒီညီမလေးအသားရည်အရန်လှရဲဆိုတာလာနုတတိထားနေရဲ့အဲနောက်ပြီးတော့ပထမကျတော့သူအရန်ပင်မနဲ့မျက်နှာလေးရှိတယ်နည်းနည်းလေးပြည့်နေတယ်ဒါပေမဲ့ တဖြည်းဖြည်းနဲ့လှမ်းလို့ရှိလိုင်းလိုင်းနဲ့သူရမ်းစူးစားတယ်ပေါင်ရန်ပိန်ပိန်လေးကြသွားတဲ့အချိန်မှာလှနုသူ့ကိုအထင်ကြီးသွားတယ်ပေါ့ဒီအိမ်အောင်ရှင်တယောက်အနေနဲ့အပိန်ရှော့ဖို့ဆိုတော့ rocket တယ်လှနုကတော့စားတာပဲစိတ်ရင်စားတာဆိုတော့အာဒီကောင်မလေးတကယ်လုံးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိရဲအဲပြီးရခါကျသူ stamina ကောင်းသူစူးစားတယ် training နေအများကြီးယူတဲ့အချိန်မှာဟိုမှာပင်မန်းမှလေးတပင်မန်းလို့ရှိရင်သူ့ရေပြားလေးကလှနုလိုပဲပါတဲ့အခါကျမျက်တွင်းလေးချက်ချင်းကြတတ်တယ်အဲအဲ့ဒါလေးကိုတော့လှနုသူ့ကိုသတိပေးရမယ်ရှင်ဟုတ် အဲ့ဒါလေးရဲ့နောက်ပြည့်ရခါကျတော့သူကအရန်ဇွဲရှိရယ်တခေါက်ကဆိုရင်နှမ်းတို့ဒီဟိုဘက်ခရမ်းတံတားဘက်တွေလေအလူတွေကိုလိုက်လုတဲ့အချိန်မှာလိုက်သွားတဲ့အချိန်မှာမနေ့အစောကြီးကနေပြီးတော့ညဘက်10နာရီအထိနော်တနေရာပြီးတနေရာကိုကားမောင်းတာတော့ပြတ်နေကြီးနေနော်လုံးဝမငြီးညီဘူးလှမ်းတို့ထွန်းတော့ဘေးမှာခေါ်ခေါ်နေငိုက်တာအိတ်သွားအဲ့တော့အော်ဒီကောင်မလေးကောင်းကောင်းလုံနိုင်နေဇွဲရှိရယ်ပေါ့သူမှစတန်ဒန်နာကောင်းနေပေါ့နော်အဲ့တော့အဲ့လိုမျိုးမငြီးမညူဘဲနဲ့တနေ့လုံး run နိုင်မှာနိုင်ငံသားမှအဆင်ပြေမှာလေဟာလှမ်းတို့ကဂျင်းတ်တဲရာဟာ တရားတယ်မတရားဘူးဆိုတာကကိုယ့်ရဲ့အတွင်းအာပိုင်ရှင်ကတော့သူနဲ့အဆင်ပြေအောင်သူလုပ်ရမှာပဲနိုင်ငံချင်းအပေးအယူတစ်ခုခုရှိတာအဖြစ်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါပေမဲ့တချို့လူမျိုးကကြတော့ပေးအိတ်တယ်လို့ထင်ကြတယ်သိရမလားဒီမယ်နဲ့တထေးတွေနဲ့ပေးအိတ်မှစုရတယ်မဟုတ်အဓိကအိတ်တယ်မအိတ်ဘူးကနိုင်ငံเจ้าမှာအိတ်တယ်မအိတ်ဘူးကိစ္စအဓိကမဟုတ်အဓိကနိုင်ငံအချင်းချင်းကဘယ်လိုခေါ်မလဲစီးပွားရေးအရာဘယ်လိုမျိုးပေါင်းကူလို့ရမလဲဆိုတာကိုအဓိကထားပြီးအလုပ်လုပ်ကြတာအဲ့မှာလာကြည့်ရတဲ့တထေးတွေကလည်းမယ်တွေနဲ့အိတ်ဖို့မဟုတ်ဘူး တို့ဒီဒီကိုလာရင်းနဲ့မှာဒီဝိုင်းမှာတူတူထိုင်ရင်းနဲ့စီးပွားရေးတမအချင်းချင်းဖလှယ်ကြတာ ranking မြင့်တဲ့လူနဲ့နှိမ့်တဲ့လူနဲ့ပြေးပြီးတော့ကျွန်တော်ကိုကျွန်တော်ကတော့ဘသူပါခင်ဗျာတွေ့ရဝန်တာပါတဲ့အလုပ်ကလေးတွေဆက်ပြီးလုပ်ဖို့အတွက်လာကြတာဆိုတော့ဒါသည်စီးပွားရေးပေါင်ကူတတာတခုပဲအဲ့ဒီမှာမှကိုမြန်မာဆိုတာကနာမည်ကောင်းလို့ရှိရင်ငါတို့မြန်မာနဲ့အလုပ်လုပ်ချင်တယ်ဆိုရာကထွက်လာမှာပေါ့เนาะအဲ့ခါကျတော့ဒီမြမသည်စုရတာမရတာသည်ကိုနဲ့မဆိုင်ဘူးဒါကပိုင်ရှင်နဲ့ပဲဆိုင်နေပိုင်ရှင်သည်ဒါသူသည်သူ့အစဉ်ပြေရအောင်သူလုံးလိမ့်မယ် ဲ့တော့ကိုယ့်ဘက်ကစိုးရသည်ဖြစ်စေမရသည်ဖြစ်စေဝေါ်ပေါ်မှာတက်မြေးဖို့အရေးကြီးတယ်။မတရားတာတွေလည်းမြင်လိမ့်မယ်။အဲ့ဒါကိုကိုယ်ဒီ mature ဖြစ်တဲ့အနေနဲ့ဘာမလုပ်ရအောင်လဲဆိုတော့ဝေါ်ပေါ်တက်မြေးဖို့လှနှုတ်အမှားလေးရှိတယ်။ကလေးတွေပေါ့နော်။ပြီးတော့ဘယ်လိုခေါ်မလဲ။ကိုယ်ဝေါ်ပေါ်မှာတက်ရေးလိုက်လို့ရှိရင်ဘယ်နေရာမှာမှတရားမျှတရဆိုတာမရှိဘူး။ပါဆိုကိုမရရင်မမျှတောက်ဘူးလို့ပဲထင်ပါပဲလေအဲ့တော့ဝေါ်ပေါ်ကိုတက်မရင်းနဲ့ဒါပေမဲ့တခခုဆိုရင်တော့ကိုယ့်ရဲ့ National Director ကိုနည်းနည်းလှမ်းပြီးရွှေဖွင့်ပြီးတိုင်ပေါ့နော်ပြီးွားလို့ရှိရင်ပွဲပြီးွားလို့ရှိရင်လေဒီပွဲရှင်ကြောင့်ကိုဟာ အောင်မြင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားကရေးကိုရေးရမယ်။နမို့ဆိုရင်ကိုယ်ကိုတိလာမှာမဟုတ်ဘူး။သူသည်ဒီ Asia အဲပွဲကိုတွားပြိုင်နေ။စုရသည်ဖြစ်စီမပြသည်ဖြစ်စီတရားသည်ဖြစ်စီမတရားသည်ဖြစ်စီဒါတွေအားလုံးသည်မပြောရဘူးမရေးရဘူး။ဒါပေမဲ့သူဒီ Mrs. မြန်မာတယောက်ဤတန်တာ Mrs. မြန်မာတယောက်ဖြစ်လာဖို့ဟာအကုန်ခံပြီးတော့ကျင်းပပေးခဲ့တာပွဲရှင်။ဆိုတော့ပွဲရှင်ကိုကျေးဇူးတင်ပေးပါ။ ပြီးတော့ကိုကိုရွေးချယ်ခဲ့တာဒီ National Director သူမရွေးချယ်ခင်ကိုဟာ Mrs. မြန်မာမဖြစ်လာဘူးဒါကြောင့် National Director ကိုကျေးဇူးတင်ပေးပါတကယ်လို့လမ်းခွဲတော့မယ်အလုပ်တူတူမလုပ်တော့ဘူးဆိုလို့ရှင်တယ်ကိုကြောင့်သူတို့ကုန်ခဲ့ရတဲ့ငွေကြီးတွေအားလုံးတစ်ခုခုပေါ့နော်ဟိုပြန်ပြီးတော့ပေးဆက်ပြီးတော့မှလွတ်လပ်စွာနဲ့ခင်မင်စွာနဲ့လမ်းခွဲပေးပါအဲဒါမျိုးလေးပေါ့နော်လှမ်းလို့မယ်တွေကိုတင်လေးရှိရဲ့ရှင်လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကကြတော့တက်တူးတောင်ထိုးခွင့်မရှိဘူးအတူတွေလည်းထဲခွင့်မရှိဘူး ဟိုပြုတ်ပြင်ခွင့်လည်းမရှိဘူးအခုခေတ်မှာကတတူးလည်းထိုးလို့ရတယ်အတူတွေလည်းဆီလီကွန်နဲ့ထက်ခွေရှိတယ်ပြုတ်ပြင်ခွင့်လည်းရှိတယ်နောက်ဆုံး transgender တော့မှပြိုင်လို့ရတယ်အိမ်အောင်တယ်လည်းပြိုင်လို့ရတယ်အရန်ကိုတိုးတက်လာပြီပေါ့ဆယ်နှစ်မှာအမြင်မကျင်းတော့ဘူးဆိုတဲ့အခါကျတော့ အရင်ခေတ်တုန်းက personal ကိစ္စတွေရွှေရွှေရှက်ရှက်ဖြစ်တာနဲ့ crown သိရရှိရလှမှုသိနေရတဲ့ crown တွေရှိပါတယ် personal ကိစ္စတွေပေါ့နော်ဒါမျိုးတွေဖြစ်ခဲ့ကြပါတယ်အခုမှမဟုတ်ဘူးအရင်ကတည်းကဖြစ်ခဲ့ကြတယ်အဲ့တော့တွတ်တိုင်တဲ့လူတွေရှိရ organization ကိုဟဲ့ကျမတော်မသိဘူးရှင်တို့ကဘယ်ရသိလဲဆိုတော့မှတခြားလူတွေကတိုင်ရတဲ့အချိန်မှာ main crown သိတယ်ဆိုရင် organization ကသိဆိုလို့ရှိရင်သိခဲ့ရတာရှိရဒါပေမဲ့လှမှုကဖွင့်မပြောခဲ့ဘူးပေါ့ကိုပဲအစိုးခံပြီးသိလိုက်ရတဲ့ဟာပေါ့နော်အခုခေတ်ကကြတော့အရာရာဟာပြောင်းလဲလာကြပြီဒီ personal ကိစ္စဒီ personal ကိစ္စ နိုင်ငံသားမှာပြိုင်မှုအတွက်ပြင်ပြီးသွားတဲ့ကိစ္စတွေနိုင်ငံသားမှာပြိုင်မှုရဲ့ကိစ္စဆိုတဲ့အတွက်ကြောင့်လှတ်နှုတ်အခုချိန်မှာဘာမှမပြောတော့တတူးနဲ့မဲကိုတောင်မှလက်ခံသေးတယ်ဆိုလို့ရှိရင်ဒီ personal နဲ့ပတ်သက်ပြီးတော့ဖြစ်ပြက်နေတယ်မဲရောသူ ready ဖြစ်ပြီဆိုလို့ရှိရင်ပြောတာเนาะလက်ခံပေးလို့ရမှာပဲ၆ပြက်ကင်းတဲလဲရှင်စင်ုံတကယ်လိုချင်တယ်ဆိုလို့ရှိရင်အစတည်းက symbol စရွေးကြရ၆ပြက်ကင်းတဲလဲဆင်နဲ့တင်ဒါဆိုလို့ရှိရင်တော့သူမှရင်ဖြုတ်ခွင့်ရှိရဲ့လှမ်းလို့ခစ်တော့လို့ပေါ့လုံရဲ့ဆက်နဲ့အခုကအကုန်လုံးက လွတ်လပ်ပေါ်ပါစွာနဲ့လုပ်ခွင့်ရှိရဲ့အချိန်မှာဒီ personal ကိစ္စတွေရှုပ်ထွေးလာလို့ရှိရင်လည်းလှနှုတ်အနေနဲ့ဘာမှဝယ်မပြောလို့ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့7နှစ်နဲ့အခုနေဘာမှမတူတော့ဘူးဟုတ်အဓိကကပေါ်တော့အမ် Mr. ရောက်အနေနဲ့ကဟိုဘက်မှာဆုရတာမရတာကပဲပိုရေးကြည့်တယ်ဟိုဘက်မှာကောင်းလားကောင်းကောင်းမွန်မွန်ပြိုင်နိုင်လားမပြိုင်နိုင်လားပဲပို့ပြီးတော့အရေးကြီးရယ်တချို့ miss တွေလည်းသူတို့မှမဖြူစင်နိုင်ရှိမှာပဲဒါပေမဲ့မပေါ်ပေါက်လာဘူးမတိကြဘူး တချို့ miss ကြတော့တကယ်ဘလို့ဖဲနဲ့နာမည်ဖြတ်ခံရတာရှိရတချို့ကြတော့တကယ်လို့လို့တကယ်ဖြစ်တာရှိရပေါ့နော်ဆိုတော့ဒီလိုအပိုင်းနေဆိုလို့ရှိရင်တော့လှနှုကလုံးဝဝေမဆွတ်ဖတ်ဘူးဒါပေမဲ့လှနှုတို့တုန်းကဖြစ်ခဲ့ဘူးတဲ့ personality personal နဲ့ပတ်သက်ပြီးတော့ရှုပ်ရှုပ်ထွေးထွေးဖြစ်တဲ့အတွက်ကြောင့်ဖြုတ်ပေးပါဆိုလို့လှနှုဖြုတ်ပေးရရှိတယ်ဒါအဲ့ဒီခေတုန်းကအဲ့တော့ဘသူနာမည်ပြတ်သွားလဲလှနှုချုံနာမည်ပြတ်သွားတယ်ကိုယ်ကလေးရဲ့အကြောင်းကိုလည်းကိုကမပြောရက်ဘူးပြိတ္တကိုမချပြရက်ဘူးကိုပဲအမိုက်မဲခံတယ်အခု ဒီခေတ်မှာ7နှစ်ကြာသွားပြီဘသူမှအမုန်းမခံတော့ဘူးဟုတ်အဲ့တော့အစင်ဒီယာလောက်ပါဘသူပဲပြန်ပြိုင်အပိရဲ့လူကအပိမှာပဲအမပိရဲ့လူကအမပိဘောနော်လောလောဆယ်ကိုစားဖို့ကိုရှာနေရပြန်မှန်းနေဟုတ်ကဲ့ဣတနာဘယ်နေရာမှာဘာတွေပဲဖြစ်နေပါစေစ조사ပါအဲဘယ်လိုခေါ်မလဲအရင်ပြန်မှန်းလာတဲ့တိုင်အောင်တော့မှနောက်ကိုမဆုပ်ပါနဲ့နောက်ဆုံးကတော့တွိုင်းနဲ့ဓာတ်ဖက်နဲ့ဂျိုးသွားရင်တော့မှ ဖက်နှက်နှစ်ခုလုံးဖယ်လိုက်ပြီးတော့ခြေပလာနဲ့ပဲခြေပွားလေးထောက်ပြီးတော့သွားလိုက်ပါနောက်ဆုံးထိုင်လိုက်တဲ့အချိန်မှာကိုဝစ်ထားရဲ့စကက်ကကွဲသွားရင်တောင်မှအဲ့ဒီအကွဲကိုချုပ်ရိုးကိုဖြီချလိုက်ပြီးတော့ပေါင်ကိုတချမ်းထုတ်ပြီးရှောက်လိုက်ပါလို့ပဲလှနှုတ်ကပြောပြခြင်းပါတယ်ဘသူတွေဘလို့တိုက်ခိုက်တိုက်ခိုက်အခက်အခဲတွေဘလောက်ပဲရှိရှိအပြုံးမပြတ်ပါနဲ့လို့ကျေးဇူးပါ